ဂယုမဆောက်တာမဟုတ်သမီးသွားကြရှိတဲ့လမ်းကိုသွားတာဦးလေးပါဖို့သမီးကိုဆောက်တဲ့လာနိုင်တာလေကျွန်တော်ယူတာဆောက်ကြည့်လိုက်ဦးလေးကိုဆောက်ကြည့်မဆိုင်ဘူးလို့တခါမှမပြောဘူးဦးလေးကလုံးကြောင်ရေးဖြစ်လို့ဆောက်ကြည့်မဆိုင်ဘူးလို့လည်းမပြောဘူးကျွန်တော်ဆောက်ကြည့်မဆိုင်ဘူးလို့သွားတယ်ခဏလို့ဒီကောက်ဖယ်ပေးလိုက်လုံနေတာကျွန်တော်ဆောက်ကြည့်ဆိုင်လို့လုံနေတာအိုးလေးစောင်းနာမနိုင်နဲ့နော်ကျွန်တော်စောက်ကြည့်မဆိုင်ကျွန်တော်အိုးလေးကိုစောက်ကြည့်မဆိုင်တာမဟုတ်ဘူးအိုးလေးဝင်ဆိုလို့ဝင်တာလေကျွန်တော်ပြောတာကျွန်တော်ပြောတာဘာဖြစ်ဘာဖြစ်ဒီနေ့ကကျွန်တော်စောက်ကြည့်မဆိုင်ပြန်လေလုပ်ကြရအောင် ဘလို့ဆောက်ကမဆိုင်ပဲလောက်တာလဲအမကဘာမှပြောမနေရိုင်းပေါ်တယ်ပြောဘလို့ဆောက်ကမဆိုင်ပဲလောက်တာလဲဦးလေးနေဆောက်ဆင်းနေငါဆောက်ဆင်းနေနဲ့လို့တမီးမပြောဘူးဦးလေးဘာလို့တမီးဆောက်ကြီးဆောက်လို့ပြောရလဲကျွန်တော်လीကျွန်တော်ပြောတာကျွန်တော်ပြောတယ်ကျွန်တော်ဦးလေးကဝင်ဦးလေးကဝင်ဆိုလို့တမီးဝင်သွားတာဟုတ်လားမဟုတ်ဘူးဘာမှမပြောဘူးလေဘာမှမပြောပဲနဲ့ ဟမ်ဦးလေးဝင်ဝင်ဆိုတော့တမိဝင်သွားမှာမဟုတ်ဘူးလားမခင်းရရှိလေဘာလို့စောင်းနေနိုင်တာလဲကျွန်တော်ဂျင်းနေဦးလေးတမိရေရေတတိပဲပြောတာဦးလေးဘာလို့စောင်းနေနိုင်တာလဲကျွန်တော်စောင်းနေလိုက်တာပြောတာစောင်းဆိုလို့ဦးလေးဝင်ဆိုတော့တမိဝင်တာလေဟုတ်ပါဟုတ်ပါဦးလေတမီးဘသူစောင်းနေနိုင်တာမှခံတာမဟုတ်ဘူးနော်ပြောတာကျွန်တော်ပြောတာကျွန်တော်ကဘာဖြစ်လို့တမီးကိုစောင်းနေနိုင်ရလဲကျွန်တော်ကျွန်တော်စောင်းကြည့်လိုက်တာကျွန်တော်စောင်းကြည့်လိုက်တာပြောတာလေအကုန်မြင်တယ်ကျွန်တော်စောင်းကြည့်မယ်ဦးလေးဝင်ဆိုတော့တမီးဝင်တာလေထားလိုက်တော့မိုင်းတဲ့အမှန်လဲသူ့ကိုတွန်းပြီးသွားပြီမဟုတ်ဘူးမင်းများတတ်တာ ။ဟုတ်လေတင်းတို့စောင့်နေနိုင်တယ်သမီးကလုံးဝမကျင်းတဲ့ပုံ။ကျွန်တော်ကျွန်တော်စောင့်နေလိုက်တာပြောတာ။ဟုတ်တယ်ဟုတ်တယ်။ကျွန်တော်တို့တော့ကျွန်တော်တို့ဦးလေးတို့တမီးရိုးရိုးတဲတဲပဲဦးလေးကသွားဆိုလို့တမီးကသွားလိုက်တာဦးလေးထပ်မှာဘယ်သူရှိလဲဗီဒီယိုမရိုက်နဲ့ပါပါဘာလို့လဲမဟုတ်ရိုက်တယ်ဗီဒီယိုရိုက်တယ်မဟုတ်အမလည်းသူအကိုတို့လက်တံဘလောက်ရှည်လဲဆက်လိုက်ပြင်ညီမရှင်းမယ်ကျွန်တော်ကျွန်တော်ကောင်းနေတယ်ကိုထုတ်ရပါဘူးညီမညီမပြပြမယ်နော်ခဏလေးကောင်းရပြောတာမှန်တယ်ဒါထဲမှာဆင်းလေးလို့ရလားမဟုတ်မဆင်းလို့ညီမမျိုးသားကိုခေါ်ရတယ်ခဏလေးစား ဦးလေးကိုရေရိုတဲတဲပဲဦးလေးဝင်ဆိုလို့တမျိုးဝင်လာတယ်ဒါပေမဲ့ဦးလေးတင်ပြရှိမှတမျိုးစောင့်နေနိုင်တယ်ကျွန်တော်ပြောတာကျွန်တော်ကိုမချင်တော့တာကျွန်တော်စောင့်နေရတာပြောတာဟုတ်ပြီဦးလေးအဲ့လိုဗီဒီယိုမရိုက်နေဟုတ်ပြီဟုတ်ပြီစကားပြောလဲစောင့်နေနိုင်ကြအကြောင်းကိုမရှိတာဦးလေးရိုက်တယ်ဗီဒီယိုရိုက်တယ်ခဏစောင့် ်ပေါ့ဦးလေးအဲ့လိုပြောကြတယ်လို့ဦးလေးလူတွေအများကြီးပဲသမီးကုံသိတာနဲ့သမီးရှိတယ်ဘာလို့ဦးလေးစောင့်နေနိုင်တာလဲမဟုတ်လေတလောက်ပြောတာတလောက်ပြောတာတလောက်ပြောပြတာတော်တာဘာဖြစ်နေလဲလို့ဝင်စိုးဝင်တာဦးလေးလိုလူတောင်နဲ့စကားရပြောကြအကြောင်းမရှိတာဦးလေးသိလားဒါပေမဲ့ဦးလေးကလည်းဖတ်ရှိတယ်။ဟုတ်ပြောတယ်နော်ကျွန်တော်တောင်ရှိလို့လည်းဆွေးနွေးရမအောင်ဖြစ်သွားမယ်နော်။ရှားတယ်မရဘူး။ရှားတယ်ဆွေးနွေးမှရိုက်တယ်ညီမ။အေးစစ်စစ်ပြောလို့ရတယ်မြန်မာနိုင်ငံမှာမြန်မာလူမျိုးစကားအချင်းချင်း နင်တို့လည်းငါ့ကိုဗီဒီယိုရိုက်တယ်ငါလည်းတို့ဗီဒီယိုပြန်ရမယ်ဟုတ်ပြီနော်ဟုတ်ပြီနော်ဟင်းနဲ့ငါနဲ့မပြောနဲ့နော်ဟင်းနဲ့ငါနဲ့မပြောနဲ့ပြောနေပြီအဖိုးကြီးကငါ့ကိုပြောတာအရှင်ပြောတာနော်အဖိုးကြီးကငါ့ကိုအရှင်ပြောတာဘာမှလှုပ်ရှားလို့မရတဲ့နေရာကိုပြောင်းသွားကြမယ်နော် လိုက်ချိတ်ဆောင်နေသေးတယ်ချိတ်ဆောင်တာမဟုတ်ညီမဘာဖြစ်လို့စောင့်နေနိုင်လဲအဖိုးပြပြောပြီးတော့နေတဲ့ကောင်လေးပြောကြမချင်ဘူးဟုတ်သူရှင်စောင့်နေနိုင်လာလေအသက်ကြီးတဲ့သူကတကယ်ဆိုသမီးရေဘာဖြစ်လို့ဝင်သွားလဲပြောလေနေဘာဖြစ်လို့နေကနေနေကလည်းဒါလာပြောနေလဲပြောပြတော့နေနဲ့ကလည်းပြောရှောက်ချပြစ်ပြီးတော့နှုတ်တိကောင်းရှာပါလာလုံးတရားနဲ့တရား whatsapp ရှိဦးဆိုပြီးတော့ဖြစ်သွားကြတယ်ပွဲပေါ့ဗျာရတာဟိုကမြို့အသက်ကြီးတဲ့သူကအသက်ငယ်တဲ့သူကစောင့်နေနိုင်လို့ရလား တာဝန်ရှိရလို့ရှိတယ်လို့ဒါပြောပါလားလာတိုင်းပါလားဒီဝင်ပါအဲ့ဒါဆို तू စော်ကားကျင်တယ်လို့စော်ကားလိုက်ခံပြီးတော့မှတမီးကကိုကြီးတို့လာတိုင်းရပါလားဒီတဲ့င်းကထိုင်းနိုင်ငံမှာဖြစ်ပျက်သွားတဲ့ကျွန်တော်မြန်မာအချင်းချင်းရဲရဲဆက်ဆက်တက်ဖြတ်တဲ့တဲ့င်းပေါ့နော်ထိုင်းနိုင်ငံပါချင်ဘူလီမြို့စီမဟာဖို့မြို့နယ်ထဲမှာဖြစ်သွားတာဗျအသက်ခံရတဲ့ကောင်လေးကမောင်ဝေလင်းအသက်20ပဲရှိသေးတယ်ဒီကောင်လေးမှာမိမရှိသေးဗျအော်ဇနီးရှိသေးပေါ့ဒီကောင်လေးကသူကဆောက်လို့ရဲ့အလုပ်သမားအလုပ်လုပ်တယ် သူ့ကို20နဲ့ဒီအော်တိုဘာ22ရက်နေ့မှာမောင်ချစ်ကွာနေပြီးတော့မှအလုပ်ရှိတယ်ဆိုပြီးတော့မှဖုံးဆက်ပြီးတော့မှလမ်းခေါ်တယ်လမ်းခေါ်တော့မောင်ဝေလင်းကသွားတယ်ဗျမောင်ဝေလင်းရှိမှသူဆိုင်ငယ်နဲ့သွားတယ်ဆိုင်ငယ်ပါတယ်အာပြီးသူ့လက်မှာလက်စွပ်ပါတယ်အာပြီးတော့ရှင်သူပြောနေကြဟန်ဖုံးပါတယ်ဗျအာဒီသုံးခုနဲ့သူသွားတယ်ဟိုလည်းရောက်တော့မောင်ချစ်ကိုနဲ့အတူသူနဲ့မောင်ချစ်ကိုနဲ့အတူရှိတာကမောင်ချစ်ကွာအသက်20ပဲ19နှစ်ပဲရှိသေးတယ်သူနဲ့အတူရှိတာကနောက်တဲ့အသက်18နှစ်ကောင်လေးနောက်တဲ့အသက်15နှစ်ကောင်လေးဒီ၃ယောက်ရှိတယ်ပေါ့ဟိုလည်းရောက်လည်းရောက်တော့မောင်ဝေလင်းကိုလက်ပြန်ချိုး 斗比了嘛，比我讲都很厉害的，吃饱面子啊，偷比了嘛啊，都得来点，偷比了嘛都让漂比来点哦，漂比了嘛的，奥多巴那三年那一年嘛，毛伟烈是那个都跑出来，跑出来比了嘛，毛伟烈个辩论精英，把我们啊当白话说比了嘛啊，都招数了，但是毛伟烈没有这么个，不是我们西江多，不是我们西江多多哦，嘛白话，但是。 အောက်တိုဘာ23ရက်နေ့မှာ22ရက်နေ့မှာဆက်ပြီးတော့မှတောင်းနေပြဘက်ငွေ1000ထပ်တောင်းနေဒါပေမဲ့မဝင်လင်းဇနီးကတော့ဘက်ငွေ1000ပေးပြီးတော့မှသူ့အမျိုးသားအလောင်းကိုပြန်ရလို့ရငါရှာညာဆိုပေးလိုက်တယ်ပေါ့ဒါပေမဲ့မောင်ချစ်ကိုနဲ့အပေါင်းပါကဒီအလောင်းကိုမပေးဘဲနဲ့သူတို့အဲ့ကသူတို့နေတဲ့နေရာကနေပြီးတော့သူတို့ထွက်ပြေးသွားတယ်ဗျထွက်ပြေးသွားတော့ဒီအောက်တိုဘာ24ရက်နေ့မှာထိုင်းနိုင်ငံကနေပြီးတော့မှဒီဟိုဖားရှာတဲ့ဟိုထိုင်းနိုင်ငံသားပေါ့နော်ထိုင်းနိုင်ငံထိုင်းနိုင်ငံသားတယောက်ကဖားရှာရင်းနဲ့ဟိုဒီ Pina, dog, Pina Usakimo, Pina Usakinema, ်ဩမောင်ဝင်လေးကအလောင်းကိုတွတ်ရှိတယ်တွတ်ရှိတော့သူကရဲစခန်းကိုသွားပြီးတော့မှအကြောင်းကြားရတယ်ဩရဲစခန်းနေပြီးတော့မှဒီတွတ်ရှိတဲ့အလောင်းကိုမိသူမိဝါဖြစ်တယ်ဆိုတဲ့အရာစုံစမ်းတဲ့အခါမှာမောင်ဝင်လေးရဲ့ဇနီးတွေကသူ့ရဲ့ခင်မုန်းတဲ့ဖြစ်တယ်ဆိုပြီးတော့မောင်ချစ်ကိုတော့အကြောင်းပြောပြလိုက်တယ်ပြောပြလိုက်တဲ့အခါမှာဒီဩထိုင်းနိုင်ငံရဲတွေကနေပြီးတော့မှဒီမောင်ချစ်ကိုတော့လိုက်ရှာတဲ့အခါမှာမောင်ချစ်ကိုတော့ထွက်ပြေးသွားတယ်ထွက်ပြေးနောက်တော့ဒီအော်တိုဘာ24ရက်နေ့မှာပဲချက်ချင်းသူတို့မိသွားတယ်ဗျအော်တိုဘာ24ရက်နေ့မှာထိုင်းနိုင်ငံစူဖန်ဘူလီမြို့မှာမိသွားတယ်ဆိုတော့မြန်မာအချင်းချင်းကဒါထိုင်းနိုင်ငံမှာ အာဖြစ်တာဒါတိတ်ပြီးတော့မှဟောစိတ်ထဲမှာမကောင်းလို့ကျွန်တော်ခံစားမိတယ်ပြီးတော့ဖြစ်တဲ့ကလေးတွေကလည်းအသက်ကငငယ်လေးတွေပြာအသက်15နှစ်18နှစ်အော်နောက်တစ်ယောက်က19နှစ်ဆိုတကယ်ကိုငငယ်လေးတွေရှိသေးတယ်ကလေးတွေပြားစိတ်မကောင်းစရာပဲဆိုတော့ထိုင်းနိုင်ငံမှာကျွန်တော်နေထိုင်တဲ့ခါမှာကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားများတယောက်နဲ့တယောက်ဖေးမကြပါဗျာတယောက်တယောက်ဒီနိုင်တဲ့စီးနီးနေမလုပ်ကြပါနဲ့လို့ကျွန်တော်ပြောပေးခြင်းတယ် ။အော်ပြီးလို့ရှိရင်ဒီမွေးဆွေးဝါးတွေလည်းမတုံးဆွဲကြပါနဲ့လို့ကျွန်တော်ပြောပြချင်တယ်ဗျာ။ဒီနေရာမှာအော်ပျက်စီးမှုတွေကဒါထိုင်းနိုင်ငံမှာရှိတဲ့လူဆိုသိပါတယ်။အော်ဒီလိုနေရာလေးမျိုးအများကြီးရှိတယ်လို့ကျွန်တော်ပြောပြချင်ပါတယ်ဗျာ။အဲ့တော့ထိုင်းနိုင်ငံမှာရှိတဲ့သူတွေအော်တရားတော်ကြဖိမကြပါအလုတ်ကနေအစီအပြေပြေကြပါစေလို့ကျွန်တော်အော်ပြောပြချင်ပါတယ်ဗျာ။ Great Ben ချုံးဘူးတူကျွန်တော်လေးရောကအုပ်စုဖွဲ့အရမချင်ပြီးတော့ဗီဒီယိုရိုက်ပြီး Telegram မှာဖြန့်ဝေတယ်ဆိုတဲ့ကိစ္စသိကြပြီလားမကွေးတိုင်းဒီခါလဲចောင်းသားလေးတွေပဲထပ်ပြီးတော့ဖြစ်တော့ပြန်ပြီ။ မြန်ဘူးခရင်ဆလင်းမြို့အထကတိတ်ကျောင်းမှာပညာသင်ကြားနေတဲ့ကိုရိုက်တင်းကျွန်းသူတူကိုကိုရိုက်တွဲကျောင်းသားလေးယောက်ကအုပ်စုဖွဲ့အရမကျင်းနေပေါ့နော်ကိုရိုက်တွဲကျောင်းသားနဲ့သူနဲ့ကိုရိုက်တင်းကျောင်းသူနဲ့ရီစားပေါ့နော်အဲ့ဒီချိန်မှာကိုရိုက်တဲကျောင်းသားကမွေးနေ့ရှိတယ်ဆိုပြီးသူ့ကိုချိန်လိုက်တယ်ပေါ့ကောင်မလေးကလည်းတွားတယ်တော့ချာစားကြတယ်ပေါ့နော်အဲ့ချိန်မှာဒီကောင်မလေးကိုသူတို့ကအရက်တိုက်လိုက်တယ်အရက်တိုက်လိုက်လို့မူပြီးတော့ဖြစ်နေတဲ့အချိန်မှာ လေးရောက်လုံးအုပ်စုဖွဲ့အရမကျင်းကြတာပေါ့ကျင်းတော့သူ့ရဲ့ရီးစားကလေပင်းညစ်ထားပေးတယ်ကောင်မလေးကိုညစ်ပြီးတော့တယောက်ချင်းစီမတိုင်းကျင်းတာကိုဗီဒီယိုရိုက်ထားကြတာပေါ့အဲ့ဒီအချိန်မှာကောင်မလေးကတတိလက်သွားတယ်ပေါ့နော်တတိလက်ပြီးတော့ကြံခဲ့တာပေါ့အဲ့ဒါကိုတတိပြန်လာလေလာတဲ့အချိန်မှာကောင်မလေးကမေးပောင်းဝင်ချင်းကိုအကူညီတောင်းပြီးတော့အခုလက်ရှိကတော့ဆေးရုံရောက်နေတယ်လို့တဲ့င်းမှာပေါ်ပြထားတယ်ပေါ့နော်အဲ့ကောင်လေးလေးရောက်ကိုတော့ ရဲစခန်းဖောင်းသွားပြီလို့တင်းမှာဖော်ပြထားပါတယ်ခုခုခုနေခါမှာကျောင်းသူကျောင်းသားတွေလည်းစိတ်မချရတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားမိပါတယ်ပင်မိပါတယ်မဆိုကိုသားသမီးကိုညက်ချေမပြမျက်စိတော့တော့ကြီးရှူဆွန်ဆော့ပြီးဖို့လိုအပ်လာပြီလို့တော့ကျမထင်တယ်ပေါ့နော်ဒီလိုကြီးကတော့မလုပ်သင့်ဘူးဗျာလုံးဝရှုပ်ချတယ်ကျွန်တော်ကတော့အခုခေတ်ကအွယ်နဲ့မများတဲ့အတွေးတွေအွယ်နဲ့မများတဲ့ လုတ်ဆောင်ချက်တွေကကုနောက်ပိုင်းတော်တော်ကြားနေရတာဖြစ်တဲ့အတွက်ကြောင့်မို့ကုသသမီးသူသားသမီးဆောင်းလျှောက်ကြပါလို့ပြောချင်ပါတယ်ရှင်။အားလုံးပဲဂရုစိုက်ကြပါနော်။မမျှော်လင့်မယ်ရုပ်တရက်အသက်သေဆုံးခြင်း sudden and unexpected death လို့စိတ်နှုတ်ဆေးပညာမှာခေါ်ပါရယ်ရုတ်တရက်အသက်သေဆုံးရတဲ့အကြောင်းတွေအများကြီးရှိရဲ့အဲ့ထက်မှာမှာနှလုံးချောင်းဖြစ်တာနဲ့နှလုံးချောင်းမဟုတ်တာနှလုံးချောင်းဖြစ်တဲ့ဟာမှာဆိုရင်အလုံးသိတယ် heart attack ုတ်တရဟတိုက်ရတယ်နောက်တစ်ခုအရစ်သမီးကနှလုံးခုန်လုံးမမှန်တာဖြစ်ပြီးအသက်သေဆုံးသွားတာရှိရယ်နှလုံးကြောင့်မဟုတ်တဲ့အကြောင်းရင်းတွေမှာဆိုရင်တော့အဆုတ်ကိုသွားတယ်သွေးကြောပိတ်သွားတာ pulmonary embolism လို့ခေါ်တယ်ပြီးရင် stroke လို့ခေါ်တယ်လေဖြတ်တာပြီးရခါကျ immediate ပြင်းထန်တဲ့ဓာတ်မတည့်တာ allergic ပေါ့ severe allergic reaction ကြောင့်လည်းဖြစ်နိုင်တယ်လို့ အုံနောက်အမေးပါရောက်တာ meningitis လို့စိတ်လို့စိတ်ပညာမှာခေါ်တဲ့ infection ရောဂါပိုးဝင်ပြီးအုံနောက်အမေးပါရောက်တာကြောင့်တချို့ကြောင့်လည်း epilepsy လို့ခေါ်တဲ့အသက်ရောဂါကြောင့်မမျှော်လင့်ပဲရုတ်တရက်ကောက်ကောင်ကအသက်တည်ဆုံသွားတာမျိုးဖြစ်နိုင်ပါတယ်။အဲ့ထဲမှာမှစိတ်လို့နဲ့ယဉ်နီးတာကတော့ heart attack နှလုံးသွေးကျောပိတ်ပြာမကြသေးခင်ကမှလည်းစိတ်လို့မြန်မာနိုင်ငံကအမှုပညာရှင်တူဒီရောဂါကြောင့်နှုတ်မဆက်ပဲရုတ်တရက်ထွက်ခွာသွားရပါတယ်။အဲ့တော့ဝန်းနေခြင်းနဲ့အတူအများပြည်သူတွေကိုလည်းဒီလိုဖြစ်ရဆိုမျိုး မကြုံတွေ့စေဖို့အတွက်ဆိုင်ရပြပြပေးချင်တာပါဟာအတက်ကနှလုံးကိုသွားတဲ့နှလုံးအကောင်းအောင်အလုံးလုံးနိုင်မှုအတွက်သွားပြီးသွေးကြောလေးတွေက support လုပ်ထားရှိရအဲ့မှာမှပင်မသွေးကြောကြီးပိတ်သွားတာဘာကြောင့်ပိတ်တာလဲပေါ့နော်ပိတ်တဲ့အချိန်မှာများသောအားဖြင့်သွေးထဲမှာကိုလက်စတရောတွေအစီအစိမ့်တွေများလာတဲ့အစီကဲလေးတွေအဲ့အစီကဲလေးတွေအချိန်မရွေးပေါက်ထွက်သွားနိုင်တယ်အဲ့အစီကဲလေးကပေါက်ထွက်သွားတဲ့အချိန်မှာပေါက်တဲ့နေရာမှာ blood clot လို့ခေါ်တဲ့သွေးကဲလေးဖြစ်တယ်အဲ့သွေးကဲကခုနကနှလုံးကိုသွားတဲ့သွေးကြောမှယူလို့ လုံးဝပိတ်သွားတဲ့အခါမှာ heart attack ရတယ်တချို့ကျတော့လည်းနှလုံးသွေးကြောချင်းတဲ့အနေထားလေးမှာတော့ခံ heart attack ခံစားရတာမျိုးရှိပါတယ်အဲ့တော့အဓိကအသက်သေဆုံးကတော့လုံးဝပိတ်ဆို့သွားတာကြောင့်ဖြစ်ပါတယ် heart attack ရပြီအဲ့ခါကျရင်ဘယ်လိုလက္ခဏာတွေခံစားရလဲဆိုရင်တော့ကာရာကရှင်လူနာရေဘက်အောင့်နေရေဘက်အောင့်နေဆိုရင်နေရာမှာအောင့်နာနာလာလဲဖြစ်နိုင်လို့တချို့ကလည်းနှလုံးကြီးကိုဆွဲဆုပ်ထားသလိုမျိုးပြီးဒီမှာ တခုခုဖိထားသလိုမျိုး အောင်နေနာနေရဲ့ကြက်ပြီးတော့အသက်ရှူလို့မဝဘူးပြီးရခါကျရင်နှလုံးခုန်လုံးဟိုရင်တုံတာပေါ့ရေတုံပန်းတုံတွေဖြစ်လာတယ်ချွေးစည်းတွေပြန်လာတယ်ပြီးရင်တခုလုံးမှာကြိုက်ခဲနာခြင်းမှုတွေရှိတတ်တယ်ဒါပေမဲ့တိတိတတ်တာချင်းချင်းရှာရှာကတော့ဘယ်ဘက်မေယိုဘယ်ဘက်ဒီ နေလေပဲနောက်ကျောင်းနဲ့ဘယ်ဘက်လမောင်းမှာတော့တိတိကျကျသာကြိုက်ခမ်းနာခြင်းမှုသူခံစားရတတ်ပါတယ်။ပြီးရင်ပြို့တာအန်တာပြို့ခြင်းတို့လို့အန်ဂျင်လို့လူကဘလို့မှအနေလို့ထိုင်လို့မကောင်းဘူးပေါ့နော်။ဒီလိုလက္ခဏာတွေကိုခံစားနေရပြီဆိုရင် heart attack ရလာပြီ။အဲဟိုတချို့တွေက anxiety များလို့စိတ်လှုပ်ရှားမှုများလို့ဆိုအဲ့လက္ခဏာနဲ့လည်းရောသွားတက်ပါလေဒါပေမဲ့အဲကိုမာကနှလုံးသွေးကြောပိတ်နိုင်တဲ့အကြောင်းရင်းတွေရှိရဲ့အရင်ကလည်းဖြစ်ဖူးတဲ့နှလုံးရောဂါရှိရတဲ့သူတွေဆိုရင်တော့တေချာပါဟောက်တက်ကိုစိတ်လို့ကစဉ်းစားရမှာဖြစ်ပါတယ် တချို့ရဆိုရင် ခေါင်းလေးရအဲ့လိုမျိုးလက်ခနဲ့လက်ခနဲ့ခေါင်းမူးတာခေါင်းရေးတိမ်မူးတာမျိုးအာတချို့ရဆိုရင်ချောင်းဆိုးပြီးတော့အသက်ရှူမှတမ်းမှာတွှီတွှီမိတဲ့နေပါမြည်အဲ့လိုထွက်လာတာမျိုးရှိပါတယ်ဒါ heart attack ကဲ့ ဖြစ်တတ်တဲ့လက္ခဏာလူတိုင်းဒီအတိုင်းဖြစ်ရမှာမဟုတ်ဘူးเนาะတချို့တွေမှာနှစ်ခုလောက်ပဲဖြစ်မယ်တချို့တွေမှာသုံးလေးခုလောက်ဖြစ်မယ်တချို့တွေမှာတစ်ခုလောက်ပဲဖြစ်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့တော့အရေးကြီးတာကဒီလို hack တိုက်ရပြီဆိုရင်ကျွန်တော်တို့ဟာစေယုံကိုအချိန်မီရောက်ဖို့လိုပါတယ်အဲ့ပိတ်သွားတဲ့တွေးကိုချက်ချင်းဖျော်ပြစ်ဖို့ဖယ်ပြစ်ဖို့အရေးကြီးပါတယ်အဲ့တော့ဒီလိုလက္ခဏာခံစားရပြီဆိုရင်စေယုံ ambulance ကောင်းကိုခေါ်ထားတယ်အဲ့လိုခေါ်ထားတဲ့အချိန်မှာအာကျွန်တော်တို့က aspirin အလုံးကြောက်ပြမှာ aspirin ဆေးပြားကို300 mg ဆေးကိုဒီလူနာကိုတိုက်ထားဖို့လိုပါတယ်ဒါပေမဲ့ဝုန်းဆိုပြီးတော့လဲကြွားပါဘီ နော်လက်အတိအလို့ဝိုင်းဆိုရင် ambulance မရောက်မခင်ဒါမှမဟုတ်ဆေးရုံမရောက်ခင်မှာသူ့ကို oxygen နေတော့ရှော့ပေးနေဖို့လို့ပဲ okay oxygen ပေးဖို့မရှိဘူးဆိုရင်အရေးပေါ်အသက်ကင်းနေ cardio pulmonary resuscitation လုပ်ဖို့ကအရေးကြီးပါတယ်အဲ့တော့ဒီနေရာမှာတော်တော်များများကအဲဆေးပဲနေပေတဲ့ကမဟုတ်တဲ့အတွက်မားနေတာကိုတွေ့ရပါတယ်ဘယ်လိုလုပ်ရမှာလဲဆိုတော့လူနာကလဲနေရပလက်လန်နေရမှာဆိုရင်သူ့ခေါင်းလေးကိုတစ်ချက်လေးအဲနည်းနည်းမှိန်ထားလိုက်ပေါ့နော်ပြီးရအခါကျရင် ဒီရှင်ဘက်ကရင်ညို့လို့ခေါ်တာပဲရင်ညို့ရိုးတက်တဲ့အရိုးရှိအဲ့အရိုးပေါ်ဖြစ်ရမှာဘာနဲ့ဖြစ်ရမှာလဲဆိုရင်တော့လက်ကျွန်တော်တို့လက်နှစ်ဖက်မှာဆိုရင်ကျွန်တော်တို့ဆိုရင်ညာတန်းနေမနော်ဘယ်ဘယ်ဟိုဘယ်ညာတန်းဒီလက်တစ်ဖက်ပေါ့နော်ဘယ်ဘက်လက်ပေါ့ညာဘက်လက်ကဒီလိုထပ်လိုက်မယ် lock လုပ်လိုက်လို့မျိုးလုပ်လိုက်တာနော်အဲ့လို lock လိုက်တာပြီးရင်လက်ဖမိုးပေါ့အော်လက်ဖနောက်ခေါ်တာပေါ့နော်လက်ဖမောက်လက်ဖနောက်နဲ့လူနာရဲ့ခုနရင်ညွတ်တက်တဲ့ဦးဖြီချ ဲ့လိုဖိတဲ့အခါမှာလက်ကြီးကကိုင်းနေရမှာလက်ကလုံးဝ90 degree ဒီရင်ဘက်နဲ့လူနာအာကိုယ့်ရဲ့လက်နဲ့90 degree 90 degree အပေါ်ကနေကိုယ့်ရဲ့တစ်ခိုးလုံး weight ကိုအသုံးပြုပြီးတော့အားနဲ့ဖိချရမှာလက်မောင်းလေးနဲ့ဖိ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 ဆိုပြီးရုပ်ရှင်ထဲမှာလုံးလို့လောက်ရမှာမျိုးမဟုတ်ဘူးတစ်ခိုးလုံးနဲ့အားနဲ့ဖိချဖိချအဲ့ဒါဇက်တိုက်ဖိရမှာအဲ့လိုဖိချတာဘလောက်အချိန်လဲဆိုအချိန်30ဇက်တိုက်ဖိဖိအချိန်30စတိုက်ဖိပြီးတော့မှဒီပစက်ထဲမှာလေမှုတ်ထည့်ရမယ်လေမှုတ်ထည့်တဲ့နေရာမှာလည်းဘယ်လိုမှုတ်ထည့်ရမလဲဆိုဒီနှာခေါင်းပေါက်ကိုပိတ် ်တကားပေါ်ကိုပိတ်လူသားရဲ့ဗစက်တစ်ခုလုံးကိုကာဗာဖြစ်သွားအောင်ကိုယ်ဗစက်နဲ့ငုံပြီးအုပ်ပြီးတော့မှအသက်ကိုရှူထွက်လိုက်မယ်ဒါကအရေးပေါ်လမ်းဘေးမှာဝုန်းနေဖြစ်သွားပြောတာနော်အကောင်းဆုံးကတော့ကျမတို့ဟိုရုပ်ရှင်တွေထဲမှာရွှီရွှီညှစ်ပေးရတဲ့ဟာမျိုးရှိတယ်။အဓိကဗဇက်တစ်ခုလုံး cover လုပ်ပြီးတော့မှအဲ့လိုညှစ်ပေးဖို့လိုပဲ။အဲ့ဒါကိုနှစ်ချက်ဗဇက်ထဲကိုလေမှုတ်ထည့်မယ်။အချက်30ဖြီးနှစ်နှစ်ချက်လေမှုတ်တွင်အဲ့လိုပုံစံမျိုးကိုတစ်မိနစ်မှာအကြိမ်တရားနေ120အတွင်းဖြစ်အောင်လုပ်ပေးရမယ်။အချက်ပေါ့။အချက်120တရားလောက် တောက်လျှောက်ဖိပြီးနေရမယ်ဘလောက်လောက်ရမှာလဲဆိုရင်စစ်ရုံက ambulance မရောက်မချင်းစစ်ရုံမရောက်မချင်းတောက်လျှောက်လုပ်ပြီးနေရမှာအဲ့တော့အရန်ပင်မန်းနေလူကအားတုံခွန်ဆိုင်ဖိချဖိနေရမှာအဲ့တော့ ကိုကပင်မမေးဆိုနောက်တော့ကချက်ချင်းဝင်နောက်တော့ကလည်းခုနကလိုပုံစံအတိုင်းမှန်မှန်ကန်ကန်ဖိမှဒီရက်သွားတဲ့နှလုံးကပြန်ခုံပြီးတော့အလုပ်လုပ်လာမှဖြစ်ပါတယ်။အော် ambulance လာပြီဆိုရင်အောက်ဆီဂျင်ပေးပေးဘာညာဘာညာနဲ့စီုံရောက်မယ်ဒါကကိစ္စမရှိဘူးပေါ့နော်။အဲ့လိုမဟုတ်ဘူးဆိုရင် heart attack ကနောက်ဆက်တွဲကြောင့်လူနာအသက်သေဆုံးသွားနိုင်တယ်။အော်တကယ် heart attack နောက်ဆက်တွဲကဘာလဲဆိုရင်နံပါတ်1အကြောက်ဖို့အကောင်ဆို arrhythmia နှလုံးခုန်လုံးမမှန်တော့ခုန်ကျင်တယ်လို့ခုန်အရမ်းမတားတွေခုန်တာလည်းဖြစ်နိုင်တယ်။မခုန်တော့လည်းဖြစ်နိုင်တယ်။နှေးဝါလည်းဖြစ်နိုင်တယ်။အဲ့ဒါကြောင့်အသက်သေဆုံးနိုင်တယ်။နောက်တစ်ခု cardiogenic shock နှလုံးမာဆယ်တွေကြွက်သားတွေကကောင်းကောင်းအလုံးမလုံးနိုင်တော့ဘာလို့လဲဆိုတော့ကြွက်သားတွေကအပြင်းထန်ထိခိုက်သွားပြီ severely damage ပေါ့ပုံမှန်ကသူကအောက်ဆီဂျင်နေအာအောက်ဆီဂျင်နေအာဟာရဓာတ်တွေဒီသွေးကြောလေးကတည်ဆောင်သွားနေရအဲ့တော့လုံးဝပိတ်သွားတဲ့အခါကျတော့လုံးဝကြွက်သားတွေကပုတ်လာနှလုံးကြွက်သားတွေကပုတ်လာပုတ်လာပုတ်တဲ့ပမာဏကအရမ်းများလာတဲ့နော်ချက်ချင်းမှပြန်ပြီး recover မလုပ်နိုင်ဘူးမကုနိုင်ဘူးသွေးကြော ိတ်နေတာမဖယ်နိုင်တဲ့ခါမှာအလုံးဝအပြင်းထန်အဲ damage ရပြီးတော့ထိခိုက်ပျက်စီးသွားပြီးတော့လူနာချက်ချင်းတေဆုံးသွားနိုင်တယ်ဒါမှမဟုတ်ဘူးဆိုလဲ hub rupture နှလုံးရင်းတစ်ခုလုံးကွဲထွက်သွားတာကြွက်သားရည်အကုန်လုံးကပျက်စီးနေရဖြစ်နေတယ်ကွဲထွက်သွားတယ်အခါမျိုးမှာဆိုရင် ဒီဟတ်အတက်ရဲ့နောက်ဆက်တွဲကြောင့်လူနာအသက်တည်ဆုံးတာမျိုးဖြစ်တတ်ပါတယ်။အဲ့တော့လူတိုင်းဟတ်တိုက်ဖြစ်ရင်အသက်တည်ရသလားဆိုတော့လူတိုင်းတော့မဟုတ်ပါဘူး။အသက်ရွယ်ပေါ်မှုတည်ရဲ့လူငယ်တွေတဲ့ဆိုင်လူကြီးတွေဖြစ်တာများတယ်။ Okay ငယ်လို့မဖြစ်ဘူးလို့ပတော့မှမတွေးပါနဲ့လုံးဝမှားပါတယ်။ဒီနေ့ခေတ် lifestyle တွေဆေးလေးတွေတောက်တယ်စီတန်းကြီးလိုက်ဆိုင်ကိုလက်လှုပ်ရှားမှုမရှိဘူး fast food တွေစားကြတယ်အဲ့လိုခါမျိုးမှာဆင်သွေးတင်း cholesterol တွေများတာမျိုး အဲမျိုးရိုးကလည်းအဝရယ်ဝရယ်မျိုးရိုးရှိရင်နှလုံးနဲ့သွေးကြောနဲ့ပတ်သက်တဲ့ယောဂမျိုးရှိရယ်ကိုကလည်းစိတ်လေးတွေတောက်တယ် healthy lifestyle မရှိဘူးဆိုရင်သူဒီတေချာပါနှလုံးသွေးကြော cardio coronary heart disease ဖြစ်ဖို့ chance များတယ်အရင်ကတော့ကိုကဖြစ်ဖူးရယ်ဆိုပိုပြီးခရူးဆိုင်ရမှာနော်အဲ့တော့ဒီလိုလူမျိုးတွေကအသက်ကြီးရင်ဒီပို့ဆိုရင်ရတယ်လူငယ်တွေဆိုရင်လည်းအရင်တော့ဖြစ်ဖူးရယ်ဆိုရင်ပိုပြီးခရူးဆိုင်ရတယ်ကိုကနှလုံးကြွက်သားတွေကအများကြီးထိခိုက်ပျက်စီးထားတယ်ဆိုရင် ပြန်ကောင်းမှုအချိန်ကြာတတ်တယ်အဲထိခိုက်ပျက်စီးမှုကနည်းတယ် damage ထိခိုက်ပျက်စီးမှုတိတ်မရှိဘူးဆိုရင်တော့ recover ဖြစ်ဖို့ပြန်တက်တာဖို့အတွက်မြန်မြန်စောစောစီပြန်ကောင်းနိုင်ပါတယ်ကိုကအာကျွန်တော်တို့အားလုံးကြားဖို့မှာပါ Adovas လိုမျိုးသွေးတွင်းကိုလက်စတရောချရစီးဒီတချို့သွေးတို့ရှိရသွေးစီသွေးကြစီးဒီဒါတို့မှန်မှန်နေ့စဉ်မှန်မှန်တောက်နေရမယ်တပတ်မှာအနည်းဆုံးမိနစ်150နာရီနဲ့တွက်မယ်ဆိုရင်2နာရီနဲ့ 30မိနစ်တိတိကိုလက်လှုပ်ရှားမှုလေးရှိရမယ်။အဲ့ဒါလူနာရဲ့လူရဲ့အခြေအနေပေါ်မူတည်ပြီးတော့ဝက်ကောက်လုံးနိုင်ဝက်ကောက်လို့တာမန်ပေါ့ပေါ့ပါပါလမ်းလျှောက်တာဆိုလဲပေါ့ပေါ့ပါပါလမ်းလျှောက်တာလာတော့အဲ့လိုမျိုးလေးပုံမှန်လှုပ်ပေးဖို့အရေးကြီးပါတယ်။စားတဲ့အစားတောက်မှာဖက်စုတွေအစီများတာတွေအချိုတွေအီအစိမ့်တွေအငံ့တွေကိုရှောင်မှာရှော့ပါစင်းလေးကတော့လုံးဝဖျက်ရမှာเนาะစင်းလေးလုံးဝဖျက်ရမယ်အစားတောက်မှာဆိုရင်တော့ကျမတို့အတီးအရွက်ဟင်းဒီဟင်းရွက်အတီးအနှံငါပြီးတော့ white meat လို့ခေါ်ပါငါတို့စက်သားဒီလိုဟာမျိုးကြီးစားပြီးတော့အဆီများတဲ့လွန်ကဲတဲ့ကိုလေစောပါအစားအသောက်တွေကိုရှောင်ပါသွေးကြစေးတို့သွေးသင်းကိုလေစောကြစေးတို့ကိုမပေါ့ပါနဲ့ပြီးတော့အိပ်ရင်းမပြက်စေနဲ့ဂယုစိုက်ပါအဲ့ဒါဆိုရင်တော့ဒီနှလုံးနဲ့ပတ်သက်ပြီးကိုကသွေးကြောကျင်းနေတော့ညာလဲပဲသွေးကြောပိတ်ဖို့ချန့်ရှိနေတော့ညာလဲပဲ heart attack ရှိနေတော့ညာလဲပဲ ပြန်ကောင်းနိုင်ဖို့မြန်မြန်ပြန်ကောင်းနိုင်ဖို့အတွက် chance များပါတယ်ကိုကအခွင့်အစားတောင်းအနေတိုင်းတစ်ချက်လေးပေါ်ရော့လိုက်တာနဲ့ဒီ hack တက်ဒီစိန်ကုနာပြောတဲ့နောက်ဆက်တွဲတွေဖြစ်လာနိုင်ပြီးတော့အသက်ငယ်သူဖြစ်စေကြည့်သူဖြစ်စေရုပ်တရက်ဒီလောကတွေကနေနှုတ်ဆက်ထွက်ခွာသွားတာမျိုးဖြစ်နိုင်ပါတယ်နောက်ထပ်ဘယ်အရွယ်ကောင်းဘယ်အညွန့်ကောင်းဘယ်တမိုးရှိတဲ့လူကိုမှငငယ်ကြီးကြီး ဒီလိုယောဂါမျိုးတတိလက်လွတ်ဖြစ်ပြီးတော့အသက်တည်ဆုံးသွားတော့မဖြစ်စေချင်ပါဘူး။ဘာလို့တတိလက်လွတ်ဖြစ်ရလဲဆိုတော့အာငါငယ်သေးလို့မဖြစ်တော့ပါဘူးတို့ဒါမှမဟုတ်ဆေးတောက်ဖို့ healthy lifestyle ကို လိုက်နာဖို့ပော့ရော်တာတွေအကြောင်း ဖြစ်ကောင်းဖြစ်နိုင်တာဖြစ်တဲ့အတွက်စိတ်ကဒါလေးကို remind လုပ်ချင်လို့သတိပေးချင်လို့ညာကြီးချိန်မဲ့တော့အာဒီဗီဒီယိုလေးကိုရိုက်ပြီးတော့ share လိုက်တာပဲဖြစ်ပါတယ်ကိုယ့်ရဲ့အဖိုးဘွားတွေရောကိုယ်တိုင်ကိုခယူဆိုင်ပါစိတ်ရဲ့မိတ်ဆွေတွေထဲမှာဆိုလဲအသက်20ကျော်30ကျော်လေးတွေနဲ့နှလုံးတွေးကြောချင်းနေရတယ်အများကြီးရှိနေတာကိုတွေ့နေရတာဖြစ်တဲ့အတွက်အားလုံးကိုခယူဆိုင်စေချင်ပါတယ်အားလုံးခယူဆိုင်ကြပါ good night ကောင်းသောညနေဖြစ်ပါစေနော် ဟုတ်ကဲ့ပါဒီနေ့လူဆက်ဆံတဲ့ကြောင်းကြတဲ့တွေကိုနေ့တစ်ပတ်မှတစ်ဆက်ပြမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နဲ့ထိုင်နေပါတယ်ဒီပုံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ဆက်ချက်လေးတွေကိုလည်း all comment မှာရေးပေးတော့ခဲ့ပါဦးခင်ဗျာ